ပြတော်မူခဲ့ပါတယ်။နောက်နံပါတ်25မင်္ဂလာတစ်ပါးကတော့ God the New Dawn သူတို့ပါကျေးဇူးကိုတည်တဲ့ရမယ်တဲ့။ဒီအချက်ကတော့ကျေးဇူးတည်တဲ့ဖို့ဟောသားတာပဲဖြစ်ပါတယ်။ကျွန်တော်ရှိမှပြောခဲ့ပြီးသားဆိုတော့အတူကျုံလေးပဲကျွန်တော်ပြောပြပေးပါမယ်။ဖခင်ရဲ့ကျေးဇူး၊တရားရဲ့ကျေးဇူး၊တန်ဃာတွေရဲ့ကျေးဇူး၊မိဘတွေရဲ့ကျေးဇူး၊ဆရာသမားတွေရဲ့ကျေးဇူးတွေကိုတည်တဲ့ရပါမယ်။ကျွန်တော်တို့ဒုက္ခရောက်နေတဲ့ချိန်မှာကုညီဖူးခဲ့တဲ့သူတွေ၊လိုအပ်နေတဲ့ချိန်မှာပေးကမ်းခဲ့ဖူးတဲ့သူတွေ၊စိတ်ညစ်နေတဲ့ချိန်မှာနှစ်သိမ့်စကားပြောပေးခဲ့တဲ့သူ တွေစိတ်ရကြတဲ့ချိန်မှာအားပေးခဲ့တဲ့သူတွေစတဲ့ဖြစ်ပေါ့အဲ့လိုလူတွေရဲ့ကျေးဇူးတွေပိုကိုကနေရာတစ်ခုရောက်တဲ့အချိန်မှာကျေးဇူးတည်ရပါမယ်ကျွန်တော်တို့ community server မှာတော့ထမင်းသက်လို့ရေးသက်မှုတ်တိုက်ခဲ့ကြွေးခဲ့ဘူးတဲ့သူတွေကိုတောင်မှကျေးဇူးရှင်လို့ပြောသားလိုက်တာပဲအဲ့ဒါကြောင့်ကျွန်တော်တို့ကကျေးဇူးတရားကိုတည်တဲ့သူတွေဖြစ်အောင်ကြိုးစားရပါမယ်လို့တိုက်တွန်းရင်ဒီချက်လေးကိုကျွန်တော်ဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ခင်ဗျာနောက်နံပါတ်26မင်္ဂလာတစ်ပါးကတော့ကာလီနတ်ဓမ္မတဝနန်တင့်လျော်တဲ့အခါတရားနာရပါမယ် ယ်တဲ့။တရားချက်ကတော့အခါအားလျော်စွာတရားတွေကိုနားကြားဖို့ဩထားတာပဲဖြစ်ပါတယ်။ကျွန်တော်တို့ကတနစ်တနစ်အလုတ်သွားအလုတ်ပြန်ဒါနဲ့ပဲချိန်ကုန်နေကြတာများပါတယ်။အဲဒါကြောင့်တရားနာဖို့အချိန်ကမရှိသလိုဖြစ်နေတတ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကလုံလို့ရပါတယ်။မနက်မိုးလင်းတာနဲ့တရားလေးဖွင့်ထားပြီးတော့လှုပ်ရှားရှိတာတွေလုပ်မယ်။အလုတ်သွားတဲ့အချိန်မှာကိုပိုင်ကားပဲဖြစ်ဖြစ်ဘတ်ကားပဲဖြစ်ဖြစ်ပေါ့ကားပေါ်တွေမှာတရားလေးဖွင့်ပြီးတော့နားလို့ရပါတယ်။ဒါပေမဲ့အများနဲ့ဆိုင်တဲ့နေရာတွေမှာဆိုရင်တော့ကျွန်တော်တို့နှစ်ချက်ကလေးဆောင်းထားပြီးတော့နှစ်ချက်လေးနဲ့ က်ဖွင့်ဖို့ကြံပြုပေးရသည်သူတစ်ပါးနောက်ဆက်မဖြစ်ပါစေနဲ့တရားတော်တွေကလည်းအမျိုးအစားအများကြီးရှိပါတယ်ကျွန်တော်တို့ရွတ်ရွတ်တဲ့တရားတွေဟောတဲ့တရားတွေစာတပြင်ပဋ္ဌာန်းတို့ဓမ္မဆရာတို့စာတပြင်ပေါ့အဲ့ဒါတွေဖွင့်ပါဟောတရားတွေနဲ့နားပါကိုယ်တိုင်လည်းရွတ်ဖတ်ပါအဲ့ဒါမှကိုကပို့ပြီးတော့စဉ်းစားဆင်ခြင်တက်လာမှာပဲဖြစ်ပါတယ်ကိုကအဲ့ဒါတွေထပ်ပို့ပြီးတော့လုံနိုင်တဲ့သူဖြစ်တဲ့ဆိုရင်တော့အဲ့ဒီတစင်တက်ပြီးတော့စာအုပ်တွေဖတ်ပါဗုဒ္ဓစာပေတွေဖတ်ရှုပါလိုက်နာပါကျင့်သုံးပါကျွန်တော်တို့ပါကျုပ်ဆရာတော်ဘုရားကြီးအရှင်နန္ဒမာလာ ာပေးဝန်ကဦးစီးပြီးတော့ကျင်းပပေးတဲ့ဒုသဓမ္မဒီပလိုမာဆိုတဲ့ဆမ်လို့ပွဲလေးလည်းဝင်ဖြည့်ကြည့်ပါတနည်းကိုနှစ်ကျင်ပြုလုပ်ပေးပါတယ်ဆရာတော်ကြီးကလူတွေတိလရှင်တွေတန်ဃာတော်တွေအားလုံးအားလုံးအတွက်ဓမ္မတရားတွေကိုပို့မှုသိရှိစေရန်ရည်ရွယ်ပြီးတော့လုပ်ပေးတဲ့ဆမ်လို့ပွဲဖြစ်ပါတယ်ဝင်ရောက်ဖြည့်ကြည့်ပါမြို့ဗလာဘုဒ္ဓဘာသာတွေမဖြစ်ပါစေနဲ့မြို့ဗလာဘုဒ္ဓဘာသာဆိုတာကတော့မိဘကဘုဒ္ဓဘာသာဖြစ်နေလို့မွေးလာတဲ့တာသမီကလည်းအော်တိုဘုဒ္ဓဘာသာဖြစ်သွားတာကိုဆိုလို့လာပါအဲ့တာသမီကဘုဒ္ဓဘာသာနဲ့ပတ်သက်ပြီးဘာမှနားမလဲဘူးဘာမ မှမတိထားဘူးဘာမှမလေးလာဘူးဆိုရင်တော့ဒါအမျိုးဗလာပုန်တပါဒရှေယောပုဒ္ဒပါဒပဲဖြစ်သွားပါလိမ့်မယ်အဲ့လိုပုဒ္ဒပါဒလို့ခံယူထားတော်လဲဓမ္မအတိတရားအတိဘာမှမရှိတဲ့သူကိုမျိုးဗလာပုန်တပါဒလို့ခေါ်တာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်သိရှိအောင်ကြိုးစားကြပါအားတဲ့ချိန်တွေမှာဖုံးမယ်ကြည်နေတာမျိုးမလုပ်ပါနဲ့တရားတွေနားပါဓမ္မစာပေတွေဖတ်ပါဓမ္မအတိတွေသိရှိနားလည်ပြီးလိုက်နာခြင်းသုံးခြင်းကလည်းမင်္ဂလာတပါးပဲဆိုတော့ဒီအချက်မှာဟောပြတော်မူခဲ့ပါတယ်နောက်နံပါတ်20ခေါ် မင်္ဂလာတစ်ပါးကတော့ခန္ဒီစာခန္ဒီစာရရတိခံရမယ်ခန္ဒီတလုံးမျက်ဆုံးလို့နိုင်လို့သူကိုရှုံးပေးရင်နှလုံးအေးတယ်လို့သူများတွေပြောတာကြားဘူးကြမှာပါကျွန်တော်တို့လူသားတွေအများစုကလောဘဒေါသမောဟတွေကိုထိမ့်သိမ်းနိုင်ဖို့ကအင်မတန်မှခင်းရလာပါတယ်ဒါတွေကိုထိမ့်သိမ်းနိုင်သူကရှားပါတယ်အလောက်ပဲမှာပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်ကိုယ့်အတွက်အကျိုးစီးပွားတိတ်ခံတရားတွေကို မထိခိုက်ဘူးဆိုရင်တော့တိခံပေးလိုက်ပါတိခံလိုက်ခြင်းကအများကြီးကိုယ့်ကိုအေးချမ်းစေပါတယ်ကိုယ့်ကို အထက်လူကြီးကကုမန်နေတာကိုပြောလို့ကိုကဒေါသနဲ့ပြန်ပြောလိုက်မယ်ဆိုရင်နောက်ဆက်တဲ့ပြဿနာတွေကကိုကိုအာယုံနောက်စေပါတယ်အဲ့ဒါကြောင့်တချို့ညာတွေကကိုကမှန်နေတဲ့ဆိုတော်ညာလဲတိခန့်တဲ့ရင်တော့တိခန့်ပေးလိုက်ပါအဲ့ဒါအကောင်းဆုံးပါပဲတိခန့်ခြင်းအားလဲအောင်မြင်မှုအတွက်သွန်အားတစ်ခုပါပဲကျွန်တော်တို့ဗာကျုပ်ဆရာတော်ဘုရားကြီးဟောကန်တယ်လို့ပဲတိခန့်ခြင်းအစစ်ကမနိုင်လို့ဆိတ်ဆိတ်နေခြင်းဟာတိခန့်ခြင်းမဟုတ်ဘူးတဲ့တိခန့်ကကိုကနိုင်လို့ပဲဖြစ်ဖြစ်ကိုကမနိုင်လို့ပဲဖြစ်ဖြစ်ကိုကနိုင်တဲ့လူပဲဖြစ်ဖြစ်ကိုကမနိုင်တဲ့လူပဲဖြစ် ဖြစ်စိတ်ထဲမှာဘာမှမရှိဘဲမျိုးသိမ့်နိုင်ခြင်းဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကတာမန်ပုရုဇဉ်လူတွေဖြစ်တာကြောင့်ဘလို့ကြောင်းမဲ့ဖြစ်ဖြစ်ဒီခံဒီခံတာအကောင်းဆုံးပါပဲ။ဒီမခံလိုက်ပဲစက္ကန့်ပိုင်းအတွင်းမှာပြောဆိုပြုမူလိုက်တဲ့ကိစ္စတွေကကျွန်တော်တို့ကိုအောက်ဆုံးကိုရောက်သွားနိုင်တယ်လို့ဘဝတွေလည်းပြတ်သွားနိုင်ပါတယ်။အဲဒါကြောင့်ဒီခံနိုင်တဲ့အတိုင်းအတာတစ်ခုတွေဒီခံကြပါ။ဒီမခံနိုင်တဲ့အခါကျမှပြည်လည်းမဲ့နီးကိုစဉ်းစားကြပါ။ဒေါတာနဲ့မဆုံးဖြတ်ပါနဲ့။အဲဒါကြောင့်ဒီခံခြင်းဟာလည်းမင်္ဂလာတစ်ပါးဆို တာကိုဒီအချက်မှာဟောထားတာပဲဖြစ်ပါတယ်။နောက်နံပါတ်28မင်္ဂလာတစ်ပါးကတော့တောဝဆတ်ဆက်တာတဲ့။ဆုံးမရလွယ်သူဖြစ်ရပါမယ်တဲ့။ဒီအချက်ကတော့ဆုံးမရမခက်ခဲဖို့ပြောထားတာပဲဖြစ်ပါတယ်။လူကြီးသမားတွေ၊ဆရာသမားတွေ၊လေးစားတိုက်တဲ့သူတွေကဆုံးမတာကိုနားခံတတ်ရပါမယ်။တချို့ကရှိတယ်လေ။လူငယ်တွေဆိုတော့လူကြီးတွေပြောတာတွေကအတိတ်အောင်နေပါပြီကွာ။နားမအောင်စားမနဲ့တို့ဘာလို့ညာလို့ပြောတတ်ကြတာရှိပါတယ်။ကိုဟာဘလောက်ပင်တော်နေပါစေ။ကိုကအမှားလုံးမိတယ်ဆိုရင်လူကြီးသမားတွေကဒီ လိုမလုပ်ရဘူးဒါကမကောင်းဘူးလို့ဆိုဆုံးမှရင်နာခံတတ်ရပါမယ်လူတိုင်းကနေရာတိုင်းမှာတုံနေတာမျိုးဆိုတာမရှိပါဘူးသူ့နေရာနဲ့သူသူ့နံပါတ်နဲ့သူတုံနေကြတာဖြစ်ပါလိမ့်မယ် မ္ဘာပေါ်မှာလည်းကုမတီတဲ့အရာတွေကိုမကြုံဘူးတဲ့အတွေ့အကြုံတွေအများကြီးရှိတယ်တဲ့ရှိအများကြီးရှိသေးတယ်ဆိုတာကိုသိထားကြဖို့လိုပါတယ်ပြောလို့တာပြောတာပါဆုံးမရလွယ်တဲ့သူတွေကလည်းသူ့အရေးချမ်းတဲ့သူရှိပါတယ်အဲ့နာသူကတော့အရာရာကိုနားလည်တဲ့သူဖြစ်ရပါမယ်အရာရာကိုစာနာတဲ့သူဖြစ်ရမယ်တဘာဝတရားကိုတဘောပေါက်နိုင်တဲ့သူဖြစ်ရမယ်အကောင်းဆိုးကိုဝေဖန်ပန်းချနိုင်တဲ့သူဖြစ်ရမယ်စတဲ့ဖြင့်ပေါ့စာပေပညာလေးလာနိုင်စွမ်းရှိတဲ့သူဖြစ်ရမယ်အဲ့ဒါမှလည်းဆုံးမတဲ့စကားတွေတဲကလိုက်နာရမယ် ယ်စကားပယ်ရမယ်စကားတွေကိုသိရှိမှာဖြစ်ပါတယ်။အဲဒါကြောင့်စာမျက်မျက်ဖတ်ကြပါမိမိကိုယ်ကိုမိမိမာနမထောင်လွားကြပါနဲ့ဆုံးမရလွယ်ကူတဲ့သူတွေဖြစ်အောင်ကြိုးစားကြပါလို့ပြောကြရင်ဒီအချက်လေးကိုဒီမှာပဲအဆုံးသတ်လိုက်ရပါတယ်ခင်ဗျာ။နောက်နံပါတ်29မင်္ဂလာတစ်ပါးကတော့တမနာနင်းစတတ္တနံရဟမြတ်တို့ကိုဖူးမြင်ခြင်း ယဟန်မြတ်တို့ကိုဖူးညင်ရရမယ်ဒီချက်ကတော့ယဟန်တန်ဃာတော်တွေကိုဖူးညော်ရမယ်ဆိုတဲ့အချက်ပါဒီချက်ကတော့ပြောရမှာတော့နည်းနည်းလေးရှုပ်သေးပြမလို့လဲဆိုတော့အခုနောက်ပိုင်းမှာဝင်းနီးနဲ့မညီတဲ့တန်ဃာတော်တွေလည်းအများပြတွေ့လည်ရလို့ဖြစ်ပါတယ်လူငယ်တွေချမ်းမှာတော့တန်ဃာတော်တွေကအပြစ်ပြောစရာဖြစ်လာပါတယ်ဘာလို့လဲဆိုတော့ဝင်းနီးနဲ့မညီတဲ့တန်ဃာတော်တွေအများစုကလူတွေချမ်းမှာအသွာအလာအများဆုံးဖြစ်နေလို့ဖြစ်ပါတယ်အသွာအလာအများတိုင်းလည်းဝင်းနီးနဲ့မညီဘူးလို့ကျွန်တော်ပြောလို့ရမှာမဟုတ်ဘူးဘလို့ပဲဖြစ်ဖြစ်ပေါ့ကျွန်တော်တို့ကအပေါ်ယံ ြည့်ပြီးတော့ဆုံးဖြတ်ရခံပါတယ်။ကိုပြမအပြစ်တင်မိတဲ့တန်ဃာတော်တွေကသီလတမာရင်းနဲ့မပြည့်စုံဘူးဆိုရင်တော့ကျွန်တော်တို့ကအခမ်းသာပါလိမ့်မယ်။ဒါပေမဲ့ကိုအပေါ်ရန်ကြည့်ပြီးတော့သီလတမာရင်းနဲ့ပြည့်စုံတဲ့တန်ဃာတော်တွေကိုပြမမိတယ်ဆိုရင်တော့ကြီးလေးတဲ့အပြစ်ကိုခံရပါလိမ့်မယ်။ကျွန်တော်တို့တင်တော်တို့ဆိုရှယ်မီဒီယာလူမှုကွန်ရက်တွေမှာကျွန်တော်တို့တွေ့ကြမှာပါ။ဘာချုပ်ဆရာတော်ဘုရားကြီးတို့လိုမျိုးတန်ဃာတော်တွေကိုယခုနောက်ပိုင်းလက်တွေ့ကိုတိုင်ကိုကြဘူးမြော်ပွင့်ရဖို့ဆိုတာမလွယ်ဘူးတော့ပါဘူး။အဲဒါကြောင့်လူဘဝရောက်တော့ဘုရားဘာသာဖြစ် င်သုံးသီလသမာဓိပညာနဲ့ပြည့်စုံတဲ့ယဟန်တန်ဃာတွေကိုဖူးဖြစ်အောင်ကြိုးစားကြပါသူတို့ရဲ့ဆုံးမတရားတွေကိုခံယူပြီးတော့လိုင်းနာကျင့်သုံးကြပါကိုကသီလမရှိတဲ့တန်ဃာတော်တွေကိုပဲအပြစ်တင်ဝေဖန်မနေကြပါနဲ့သီလရှိတဲ့ယဟန်တန်ဃာတွေကိုလည်းဖူးမြော်ဖြစ်အောင်ဖူးပွင့်ရအောင်ကြိုးစားကြပါအဲ့ဒီလိုပုံကိုယ်တွေကိုဖူးမြော်ခြင်းကလည်းမင်္ဂလာတစ်ပါးဖြစ်တယ်ဆိုတာကိုဒီအချက်မှာဖော်ပြတော်မူပြပါနဲ့နောက်နံပါတ်30မင်္ဂလာတစ်ပါးကတော့ကာလီနတ်ဓမ္မတက္ကစာတင်းလျော်တော်ကတရားစကားဆွနေမိမ မှန်းရမယ်တဲ့။ယခုနောက်ပိုင်းမှာတော့တရားစကားဝိုင်းတွေအမေးအဖြေတွေကတော့တွေးလိုက်ရတာများပါတယ်။ဒါတွေအားလည်းကောင်းတဲ့မင်္ဂလာရှိတဲ့အလုပ်တွေဖြစ်ပါတယ်။ကျွန်တော်တို့ဓမ္မစကူးလိုမျိုးအကြောင်းတွေများများဖွင့်နိုင်ဖို့အရေးကြီးပါတယ်။တွင်တွင်ကျ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 ပြန့်ပြန့်လုံလံပွင့်ရတော့အရေးကြီးပါတယ်။တရားစကားတွေဆွေးနွေးတဲ့ဆိုတာကဗုဒ္ဓရဲ့တရားစာပေတွေကိုသိရှိဖို့လိုအပ်ပါတယ်။အဲ့လိုများများလေ့လာထားနိုင်မှဆွေးနွေးလို့ရမှာဖြစ်ပါတယ်။အဲ့ဒီလိုမလေ့လာထားဘဲနဲ့ဆွေးနွေးတဲ့ဆိုရင်ညံ့ကုန်ဖြစ်ပြီးရန်ဖြစ်အောင်ကလွယ်လို့ဘာမှတိုးတက်လာမှာမဟုတ်ပါဘူး။အဲ့ ဲဒါကြောင့်တရားစကားဆွင်းနွေးနိုင်ဖို့ကဗုဒ္ဓစာပေတွေများများဖတ်ပါတရားတွေများများနာပါဒီထက်ပိုပြီးလုံနိုင်ရင်တော့ကိုယ်တိုင်ကိုကြဖရာဟောပါဏိတော်တွေဇန်နိပတ်တွေပိသကသုံးပုံတွေဂျမ်းဂန်တွေကိုဖတ်မှတ်နိုင်အောင်ကြိုးစားပါအဲဒါကြိုးစားတဲ့သူဆိုရင်တော့ပိုပြီးတော့အကောင်းဆုံးဖြစ်ပါတယ်ရေးတဲ့စာတွေဟောတဲ့တရားတွေကပုဂ္ဂိုလ်ဆွေးနွေးနေနေရှိသက်တာကြောင့်ဖြစ်ပါတယ်အလုံးသမားပဲဖြစ်ဖြစ်မိသားစုမဝန်းကျင်လူကြီးသူမတွေနဲ့တွေ့တဲ့အခါပဲဂျုံတဲ့အခါပဲဖြစ်ဖြစ်တရားစကားတွေဆွေးနွေးပါမင်းများပါဒါ မှပို့ပြီးသိရှိနားလည်လာမှာဖြစ်ပါတယ်။တချို့ကရှိရငါတို့ကငယ်သေးပါတယ်။ငယ်သေးတဲ့တကြောင်တရားကငါတို့နဲ့မဆိုင်သေးပါဘူးပေါ့။အဲ့လိုမဟုတ်ပါဘူး။ကျွန်တော်တို့ကတရားဓမ္မဆိုတာကငယ်တာကြီးတာလူငယ်လူလျက်လူလတ်လူကြီးရွယ်သုံးပါလုံးလှုပ်ဆောင်ရမယ်တရားဖြစ်ပါတယ်။ကျွန်တော်တို့ကဘယ်လောက်ထိအသက်ရှင်ရမလဲဆိုတာကိုမသိနိုင်ပါဘူး။ရှင်ဘူးရအားဖြင့်တန်တန်းစင်နေရမယ်ဆိုရင်တော့တမျိုးပေါ့ဗျာ။ဒါပေမဲ့အဲ့လိုဆိုတာနေရမယ်ဆိုတာဘယ်သူမှအတိအကျမသိနိုင်ပါဘူး။အဲ့ဒါကြောင့်မို့ကျွန်တော်တို့ကဘယ်ရွယ်ပဲဖြစ်ဖြစ်ဘယ် ယ်ချိန်မှဖြစ်ဖြစ်ဒီမင်္ဂလာတရားတွေကိုအနာကျင့်သုံးသိရှိထားမယ်ဆိုရင်ကျွန်တော်တို့ login လုပ်ဖို့တရာနှစ်ဖြာတော့အကျိုးကိုကျွန်တော်တို့ရရှိမှာပဲဖြစ်ပါတယ် ကဲအဲ့ဒါဆိုရင်ဒီဗီဒီယိုထဲမှာလူကြီးမင်းတို့နဲ့ကျွန်တော်နဲ့ကျွန်တော်တို့ဘုရားစာတွေမှာရွတ်ဖတ်တဲ့အခါမှာမမမဖြစ်အရှိဆုံးကနေအမြဲရွတ်ဆိုနေကြဖြစ်တဲ့ဩကန္တထဲမှာပါတဲ့အပင်လေးပါကတ်သုံးပါရက်ပစ်ရှင်ပါကျန်သူမျိုး၅ပါဝိပဿနာ၄လေးပါပြဒနာ၄၅ပါဆိုတဲ့အတိတ်ပဲကိုကျွန်တော်တို့ဆွေးနွေးကြရအောင်ကဲအဲ့ဒါဆိုရင်ကျွန်တော်တို့ပထမဆုံးအပယ်လေးပါအပယ်လေးပါဆိုတာဘာလဲလဲသိကြတာအမေအပယ်လေးပါကိုတော့လူတိုင်းသိကြလိမ့်မယ်ထင်ပါတယ်အပယ်လေးပါကတော့ငရဲတရိစံပြိတ္တာအတူ ွေခဲလို့ပဲဖြစ်ပါတယ်။အဲ့ဒီပုံတွေကတော့ချမ်းသာမှုလုံးဝမရှိတဲ့ပုံတွေဖြစ်ပါတယ်။ပြန်နောက်တစ်ခုကတ်သုံးပါကတ်သုံးပါဆိုတာကတော့ကမ္ဘာနဲ့ချင်ပြီးတော့စစ်ပွဲတွေဖြစ်နေရတဲ့တတန္တရာကတ်ယောဂဒဏ်ရအနန္တရဖြစ်စေတဲ့ယောဂန္တရာကတ်အစာရစာငတ်မွစေတဲ့ဒုပိတ်ကန္တရာကတ်တို့ပဲဖြစ်ပါတယ်။ကဲနောက်တစ်ခုရက်ပြစ်၈ပါးရက်ပြစ်၈ပါးဆိုတာကတော့ရက်၈မျိုးကိုဆိုလိုတာပဲဖြစ်ပါတယ်။အဲ့ဒီရက်ပြစ်၈ပါးကတော့ငရေဘဝတရိစ္ဆာန်ဘဝပြိတ္တာဘဝအတုတရကေဘဝတတန်လက်ရှိရုံဏအစ ဆုံးလင်းမရှိတဲ့အရူပနန္တသက်ရှိတဲ့ဘဝအယူလွဲမှားသောဘာသာခြားဘဝဖရာတရားနားမလဲတဘမပေါက်သေးတဲ့ဘဝနောက်ဆုံးကတော့ဖရာမပွင့်တဲ့အချိန်လူဖြစ်ရတဲ့ဘဝပဲဖြစ်ပါတယ်။ကဲနောက်တစ်မျိုးဇန်တစ်မျိုး၅ပါးဇန်တစ်မျိုး၅ပါးတော့အချင်းတွေနဲ့ကြာပူကြလိမ့်မယ်ထင်ပါတယ်။မီဘေး၊ရေဘေး၊မင်းဘေး၊သခိုးဘေးမချင်းမနှစ်သက်သောသူတို့ရဲ့အနောက်ဆက်ဘေးတွေဖြစ်ပါတယ်။ နောက်ဝိပဿနာ၄ပါးဝိပဿနာဆိုတာချွေရင်းဖောက်ပြမှုလို့အဓိပ္ပာယ်ရပါတယ်။အဲဒီ၄ပါးကတော့ကာလဝိပဿနာမင်းဆိုမင်းရုပ်အုပ်ဆိုးသောအခါကာလတွင် ဖြစ်ရခြင်းခေပြတ်သောကာလတွင်ဖြစ်ရခြင်းနံပါတ်၄ဂတိဝိပဿနာအပေ၄ပါးစသည့်မကောင်းသောဂတိတို့၌ဖြစ်ရခြင်းနံပါတ်၃ဥပတိဝိပဿနာရုပ်စင်းအင်ကချိုးတဲ့ခြင်းနံပါတ်၄ပယောဂဝိပဿနာတိလိမ်မာဉာဏ်ပညာတတိဝိရိယမရှိဘဲပြုမှု ပြောဆိုကြံစည်မှု စတဲ့မကောင်းတဲ့အဖြစ်ဆိုးတို့နဲ့ကြုံရခြင်းဖြစ်ပါတယ်။ ဆုံးကတော့ပြဿနာ105ပါးပဲဖြစ်ပါတယ်။ပြဿနာ105ပါးကတော့ဆွေမျိုးပျက်စီးခြင်း၊စီးဝါးပျက်စီးခြင်း၊ရောဂါဖြစ်စီခြင်း၊တိလှပျက်စီးခြင်းနဲ့အယူဘာသာပျက်စီးခြင်းတွေပဲဖြစ်ပါတယ်။အဲ့ဒါတို့ကိုကျွန်တော်တို့အမြဲတမ်းမကြုံရပါစေနဲ့ဝေးကွာရပါစေလို့အမြဲတမ်းကျွန်တော်တို့ဩဂါသကတော်ထဲမှာထည့်ပြီးဆုတောင်းရခြင်းဖြစ်ပါတယ်။ဒီအချက်တွေဒီလိုဘဝတွေဒါကျွန်တော်တို့ရရှိသွားခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့အကျိုးရရဖို့လေတွေ့တော့မှာမဟုတ်ပါဘူး။နိဗ္ဗာန်ဆိုတဲ့အကြောင်းကိုလည်းမျှော်မှန်းဖို့အလွန်ဝေး ကွာသွားပါလိမ့်မယ်အဲဒါကြောင့်မကျွန်တော်တို့ကအမြဲတမ်းဘုရားရှင်ခိုးတိုင်းထဲ့ပြီးတော့ရွှေရတာဖက်ရတာစူတောင်းရတာပဲဖြစ်ပါအဲဒါကြောင့်ကျွန်တော်ဒီလိုဆွေးနွေးလိုက်တဲ့အချိန်မှာလူကြီးမျိုးတို့တည်ပြီးသားဆိုနဲ့ပို့ပြီးတော့တည်သွားတာပေါ့မတည်သေးတဲ့လူတွေဘောသူသားတွေပို့ရသွားလိမ့်မယ်လို့ထင်ပါတယ်အဲဒါကြောင့်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကတင့်လျော်တော်အခါတရားစကားဆွေးနွေးမေးမြန်းရခြင်းအားလည်းမင်္ဂလာတပါးပဲဆိုတာပုံဒီအချက်မှာဟောပြတော်မူခဲ့ပါ